ပါတီနီယာနိုဂတ်အစားဝင်နိုင်မလားပါတီကိုစာချုပ်တက်တက်မတူပဲအသင်းကနေထွက်ခွာခွင့်ပေးလိုက်လို့အာဆင်နယ်ပရိသတ်တွေကတော့ဒေါသပုံထနေပါတယ်ပါတီကအာဆင်နယ်ရဲ့အတန်တိတ်သူရဲကောင်းတူဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်အတွက်အတန်တိတ်အစွမ်းပြနိုင်ခဲ့သူပါပါတီရှိလို့သာဒီကလန်ရိုက်စ်ကတိုက်စစ်ကိုလွတ်လွတ်လပ်လပ်ကစားကွင်းရတာကိုလည်းအားလုံးအသိပါဒီတော့အာဆင်နယ်ကွင်းလယ်ကအတန်တိတ်သူရဲကောင်းဟာပါတီပါပဲအာဆင်နယ်ပရိသတ်အများစုကပါတီကိုနောက်တရာသီလောက်ရှိစေချင်ခဲ့ကြတယ်ဒါပေမဲ့အာဆင်နယ်ကပါတီနီယာအစားထိုးဖို့ကစားသမားတစ်ရှာခဲ့ပြီးပါပြီ သူကဘရန်ဖို့ကွင်းလေကနော်ကက်ပါပဲ။နော်ကက်အတွက်အာဆင်နယ်ကကနဦးပြောင်းရွှေ့ကြီးပေါင်စစ်တန်းပေးသွားမယ်လို့သိရပါတယ်။အသက်32နှစ်ရွယ်နော်ကက်ကဘရန်ဖို့ကွင်းလေမှာဂျားဖြတ်လူယူမှုအကောင်းဆုံးကစားသမားပါ။၂021ခုနှစ်မှာပရီးမီးယားလိဂ်စကစားတဲ့နော်ကက်ကဂျားဖြတ်လူယူမှု200ကျင်းပြုလုပ်ထားပြီးပါပြီ။အရိကာလာကနေပြီးခဲ့တဲ့အချိန်ထိသူ့ထက်ပိုပြီးဘောလုံးဂျားဖြတ်လူနိုင်သူမရှိခဲ့ပါဘူး။နော်ကက်ကဘောလုံးပြန်လည်လူယူတာနဲ့ရှော့ထုတ်ဖြတ်ထုတ်တာတွေလည်းကောင်းမွန်သူဖြစ်ပါတယ်။ သူကဂိုးတွေအများကြီးမသွင်းနိုင်ပေမဲ့ပြီးခဲ့တဲ့ရာသီမှာ6ဂိုးအထိသွင်းယူနိုင်ပြီးသူ့ရဲ့ကစားသမားဘဝ14နှစ်တာအတန်းတွင်းသွင်းကိုအများဆုံးသွင်းယူနိုင်တဲ့ရာသီတစ်ခုလည်းဖြစ်ခဲ့ပါတယ်။လောကကပါတီရဲ့နေရာကိုတိုက်ရိုက်အစားထိုးဝင်မဲ့သူတော့မဟုတ်ပါဘူး။ပါတီကကွင်းလယ်မှာဘောလုံးဆွဲပြေးပြီးတိုက်စစ်ကိုကူညီတတ်ပေမဲ့လောကက traditional နဲ့နံပါတ်6ပူဆန်ပါတယ်။ခန်စစ်တန်းရှိမှအန်နီယာရှိနိုင်တဲ့အခြေအနေကိုဟန်တားတတ်သူပါ။ပြိုင်မဲ့သင်းရဲ့တိုက်စစ်ကိုဖြိုခွင်းဟန်တားနိုင်သူပါ။ပြီးခဲ့ရာသီမှာပါတီကညာနောက်ခံလူဖြစ်ကစားခဲ့သလိုကွင်းလယ်နေရာဆုံးကစားနိုင်တာကလည်းအားသာချက်ဖြစ်နေပါတယ်။ နော်ကက်ကတော့ကွင်းလဲညာချမ်းနဲ့ဘိုးကွင်းလဲလူအဖြစ်သာကစားနိုင်လို့အကန့်အသတ်ရှိတဲ့အနေထားပါ။အာဆင်နယ်ပရိသတ်တွေကတော့ပါတီကိုတကြားမှမရဘဲဆုံးရှုံးလိုက်ရလို့စိတ်ပြက်နေတယ်လို့နော်ကက်ရဲ့စွမ်းဆောင်ရည်ကလည်းတန်တရားဝင်နေတော့ပါပဲ။ဇူဘီမန်ဒီကလည်းအပြစ်သက်မရသေးလို့စိုးရိမ်နေကြတာပါ။အရေးကြီးဆုံးဖြစ်တဲ့တိုက်စစ်မှုတူမဝင်နိုင်သေးတာကလည်းအာဆင်နယ်အတွက်စိတ်ပြက်စရာပါပဲ။အမိုင်းစပေါ်မှာတင်ဆက်ပါရင်ဘလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေသတင်းတွေစောင်းမတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ